အားလုံးမင်္ဂလာပါဆရာမဒီနေ့ဗာမျှဝေပေးချင်တာလဲဆိုတော့ချက်တူစုံတွဲတွေအိမ်ကောင်ဘက်တွေပို့ပြီးတော့ဘောနောအချစ်ခီးလန့်အိမ်ကောင်ရေးခီးလန့်ပို့ပြီးတော့အตายာဖြောင်ဖြူစီဖို့နီးလန့်လေးမျှဝေပေးပါပါဘယ်လိုလဲဆိုလို့ရှိရင်အမျိုးသားရဲ့ မွေးရအင်္ဂလိပ်လိုအမျိုးသမီးရမွေးရအင်္ဂလိပ်လိုလိုပါမယ်ဥပမာ အမျိုးသားတရက်နေမှာမွေးတယ်ထားအဲ့ဒါဆိုတစ်ကိုမှတ်ထားအမျိုးသမီးက9ရက်နေမှာမွေးတယ်ဆိုရင်9ကိုမှတ်ထားနှစ်ခုပေါင်း6ရရမယ်ပေါ့နော်အဲ့ဒါကိုပတ်စံတန်ဖိုးလှူရမှာပါ600 6000 6000 6သိန်းကိုတက်နိုင်တယ်လို့ပေါ့เนาะအဲ့ဒါဘယ်နေရာကိုပဲလှူလို့ရတယ်ဂေဟာတွေကိုပဲလှူလို့ တကယ်ချိုးတဲနေတဲ့သူတွေကိုပဲလူလူရဟန်းတန်ဃာတော်တွေကိုပဲလူလူဘုသူ့ကိုပဲလူလူမိဘကိုပဲလူလူဆရာသမားကိုပဲလူလူပေါ့နော်ဘုသူ့ကိုပဲလူလူရတယ်ဘယ်ရက်မှလူရမလဲဆိုရင်ဒီလမှာအမျိုးသားရဲ့မွေးရက်တရက်နေ့မှလူရင်နောက်လာကြရင်အမျိုးသမီးရဲ့မွေးရက်၅ရက်နေ့မှလူပေါ့နော်အဲအဲ့ဒါနှစ်ယောက်ပေါင်းပတ်စံနဲ့လူရင်ပိုကောင်းတယ် နှစ်ယောက်ပေါင်းပတ်စံနေပေါ့နော်အဲတချို့ကကြတော့အမျိုးသမီးကအလုံးမလုံးဘူးတချို့ကမျိုးသားကအလုံးမလုံးဘူးအဲ့ဒါမျိုးဆိုလို့ရှိရင်လေဟိုလှုပ်တဲ့သူရဲ့ပတ်စံကိုပဲနှစ်ယောက်ရဲ့မွေးရက်မှာ လူရင်းရပါတယ်အဲ့ဒါဆိုလို့ရှိရင်ကိုရဲ့အိမ်ထောင်ကြီးခီးလန့်အဲဒီအခြေရေးခီးလန့်နေပို့ပြီးတော့တာယာဖြောင်ဖြူပါမယ်နော်ဒါကတော့အချစ်ရှိတဲ့သူတွေအတွက်ပေါ့နော်အဲအချစ်မရှိဘူးကိုကအဖေပဲဆိုလို့ရှိရင်လေကိုအတွက်ပေါ့နော် and လုံလို့ရတလားဆိုရင်ကိုကမေတ္တာတရားရှာနေတာဆိုလို့ရှင်နဲ့ကိုမွေးတဲ့အင်္ဂလိပ်မွေးရမှာမွေးတဲ့ကဏ္ဍအတိုင်းလှူပါဥပမာ22ရက်နေမွေးလို့ရှင်2200 2000စတဲ့ဖြစ်2300အဲ့လိုလှူလို့ရပါတယ်เนาะအဲအဲ့ဒါလေးကိုဆရာမကအမျှဝေပေးချင်တာပါအားလုံးပို့ပြီးတော့ဒါရဖြောင်းဖူးတဲ့အခြေရေးခီးလန်းနေအိမ်တော်ရေးခီးလန်းနေကိုရှောင်လန်းနိုင်ကြပါစေလို့ဆရာမက မေတ္တာပြုပါရယ်เนาะဆရာမတော့ဆရာမပုံညာကလျာဏီခေါ်ဒေါက်တာဖြူဖြူတွင်ပဲဖြစ်ပါရယ်ဆရာမရဲ့ဗီဒီယိုလေးတွေကြည့်ချင်းရယ်ဆရာမရဲ့ Facebook page ရယ်ဆရာမရဲ့ YouTube channel တွေမှာကြည့်လို့ရပါတယ်လက္ခဏာဗီဒီယိုတွေအများကြီးတင်ထားပေးပါရယ်เนาะအဲကနေပြီးတော့မလေးလာပြီးတော့ကိုရဲ့ဘဝတိုးတက်ရာတိုးတက်ကြောင်းတွေကိုရှာဖွေပြီးတော့ဗောနော်ကိုကပို့ပြီးတော့ကို ဘဝကိုကောင်းအောင်တည်ဆောက်နိုင်ကြပါစေလို့လည်းမေတ္တာပြုပါရစေ။အားလုံးရှင်လန်းချမ်းမြေကြပါစေ။ဆရာမပြောထားတဲ့ဟာလေးကိုသိနာမလဲဘူးဆိုနောက်တစ်ခေါက်ပြန်လာထောင်ကြည့်လိုက်ပါ။အဲ့ဒါဆိုရင်တော့တဘောပေါက်သွားပါလိမ့်မယ်နော်။အားလုံးရှင်လန်းချမ်းမြေပါစေ။